ာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။ဦးဝင်းမြင့်နဲ့ဒေါန်ဆန်းစုကြည်တို့ရဲ့အတန်အနည်းကိုအထူးစိုးရိမ်နေလို့ NUG ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မတရားဖန်ဆီးချုပ်နှောင်ကျင်ခံထားတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အတိုင်ပင်ခံဒေါန်ဆန်းစုကြည်တို့ရဲ့ဇမ်းမရင်နဲ့အတန်အနည်းကိုအထူးစိုးရိမ်မိကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG ကဆိုပါရယ်။ဇူလိုင်လ၁ရက်မှာပြုလုပ်တဲ့ NUG အစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာကြီးထောင်စုဝန်ကြီးချုပ်ရုံပြောခွင့်ရဦးနေဖုံးလက်ကထပ်ပါအတိုင်းပြောတာပါ နိုင်ငံကားဆောင်လေးဖြစ်တဲ့နိုင်ငံတော်သမ္မတအဝင်းကြီးနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကအကြံဖတ်စတဲ့ရမတရားဖန်ဆင်းချုံနောင်မှုကိုခံထားပြီးလုံလောက်တဲ့စေဝါကုသမှုတွေရရှိမနေတာကြောင့်နိုင်ငံကားဆောင်တွေနဲ့နိုင်ငံရေးကျင်းသားတွေအားလုံးရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးပဲစိုးရိမ်မခင်ဖြစ်မိပါတယ်လို့၎င်းကပြောပါတယ် ဆီယောဆိုလောက်ကအကျဉ်းထောင်များကအကျဉ်းဥစည်းရာရှိများနဲ့တာဝန်ရှိသူများအနေနဲ့နိုင်ငံရေးကျင်းသားတွေပေါ့ရက်ဆက်စွာဖိနှိပ်နေတဲ့လုပ်ရက်တွေအတွက်တာဝန်ယူတာဝန်ခံမှာဖြစ်ကြောင်းလည်း NUG အစိုးရကတတိပြလိုက်ပါတယ်မန္လာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြီးကြောင်းမန္တလေးအိုးဘုထောင်တွင်ဒဏ်ရာရကစိတ်ကူတာမှုနှောင့်နှေးတဲ့အတွက်မတည်သင့်မဲ့တည်ဆုံခဲ့တဲ့နိုင်ငံရေးကျင်းသား50ကျော်ရှိကြောင်းလည်းဥနေဖုံလက်ကဆိုပါတယ်ဇွန်လ29ရက်ကလည်းမန္တလေးအိုးဘုထောင်မှာမတရားအကျဉ်းချခံထားတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်69နှင့် တရအမော်ဖောက်ပြီးကြာဆုံးခဲ့ခြင်းပေါ် NUG အစိုးရအနေနဲ့မိသားစုနဲ့ထပ်တူဝမ်းနဲ့စိတ်မကောင်းဖြစ်ရကြောင်းလဲဆိုပါရယ်အိုးဘိုတောင်မှာ2024ခုနှစ်အောက်တိုဘာနဲ့နိုဝင်ဘာလအတွင်းမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဆော်မြင့်မောင်နှင့်ရဲ့စစ်နယ်စွမ်းရင်ပြည်သူ့ဝန်ကြီးဦးဝင်းခိုင်နဲ့နိုင်ငံရေးကျင်းတာကိုစိန်လင်းခေါ်ငယ်လေးတို့စတိုက်ဆိုသလိုကြာဆုံးခဲ့ပါရယ်ထောင်မြားမှာကျမ်းမာရေးဆောင်ရှောက်မှုလုံလုံလောက်လောက်မရရှိမှုနဲ့ပြင်းနေမှုတွေကြောင့်နိုင်ငံရေးကျင်းတာတွေအသက်ဆုံးရှုံးနေရတဲ့ဖြစ်စဉ်တွေရှိနေကြောင်းလဲဦးနေဖုံးလက်ကပြောပါရယ် ။တလပ်ပြီးပုံတန်ခံနိုင်တဲ့မြေအောက်စေယုံတွေ NUG ဆောက်လုပ်ပြီးသေအုပ်စုကစေယုံတွေပုံချင်းနေလို့ပြည်သူကိုကုသပေးနိုင်ဖို့မြေအောက်စေယုံဆောက်တာလို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစေအုပ်စုကစေယုံစည်းကမ်းတွေကိုတိုင်းလင်းရင်နဲ့ပုံချင်းနေတာကြောင့်ပြည်သူကိုပါစေဝါကုသပေးနိုင်ရင်မြေအောက်စေယုံတွေစတင်ဆောက်လုပ်နေကြပြီလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်။လက်ရှိချိန်မှာပုံတန်ခံမြေအောက်စေယုံချုပ်ကိုစတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းလည်းအတိအပြေပြောကြ ားလိုပါတယ်။ NUG ထိန်းချုပ်နေမြေမှာမြေအောက်စေးရုံတွေစတင်ဆောက်လုပ်နေကြပြီလို့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်73မြင်းဆောင်2025မှာဥနေဘုံလက်ကထည့်သွင်းပြောကြားခဲ့တာပါ။အတန်းဖတ်ဆေးအုပ်စုကစတင်ကြောင်းတွေကိုတာမကစေးရုံတွေစီးကန်နေလဲပြတ်မှတ်ထားတိုက်ခိုက်နေတာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရဂျမိုင်းဝန်ကြီးဌာနအနေနဲ့လည်းပြည်သူလူထုကိုလုံခြုံစွာနဲ့ဂျမိုင်းဆောင်ရှောက်မှုတွေပြီးနိုင်ဖို့အတွက်ပုံကျဲတန်းခံနိုင်တဲ့မြေအောက်စေးရုံစီးကန်တွေဆောက်လုပ်နိုင်ဖို့ကိုကြိုးစားဆောင်ရွက်လျက်ရှိနေလို့ဥနေဘုံလက်က ပြီးခဲ့တဲ့စနစ်မြင်ဆောင်2025တနင်္လာပြောကြားခြင်းအစီအစဉ်မှာပြောပါတယ်အန်ယူဂျီအနေနဲ့မြေအောက်စေယုံခုနှစ်ယုံတာမမဟုတ်ရှိယုံဒီဆောက်လုပ်နိုင်ဖို့ရှာတာဆောင်ရွက်နေပြီးလက်ရှိမှာစင်ယုံနှစ်ခုစတင်ဆောက်လုပ်နေတယ်လို့လည်း NUG နဲ့နှိစက်တဲ့သတင်းအရင်းမြစ်တောင်းကပြောပါရယ်မင်းအောင်လိုင်ဦးဆောင်တဲ့စင်ယုံစုကမြေပြင်စစ်ပွဲတွေမှာရှုံးနေနိုင်နိုင်ငံတော်လေးချောင်းဖုံးချင်းနေတာဖြစ်ပြီးစင်ယုံတွေစေးပေးကန်းတွေကိုပါပြတ်မှတ်ထားပြီးဖုံးချဲတိုက်ခိုက်နေတာလို့ NUG ကထုတ်ပြန်ပါရယ် ဆီယောစုကအဲ့ဒီလိုစင်းရုံစီကန်လေးပြတ်မှတ်ထားပုံချင်းနေလို့ NUG စိုးမိုးထိန်ချုပ်နေမျိုးတွင်ပါပြည်သူလူထုကိုဘေးကင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ Safe Hospital Safe Hugger Campaign ကို NUG ကပြုလုပ်ခဲ့ပါတယ်။မေလ24ရက်ကနေဇွန်လ30ရက်ထိပြုလုပ်ခဲ့တဲ့အဲ့ဒီ Safe Hospital Safe Helco campaign ကနေ American dollar 4သိန်းရရှိဖို့မျှော်မှန်းထားပေမယ့်ပြည်သူရင်းရဲ့ပါဝင်ထောက်ပံ့မှုကြောင့် dollar 6သိန်းကျော် ညော်မန်ချက်ရဲ့152ရာခိုင်နှုန်းဒီညော်မန်ပမာဏတိကျုံလွန်ခဲ့ကျော်လွန်ခဲ့ပြီးရရှိခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနကအတည်ပြု ဒီကမ်ပိန်းကရည်မှန်းထားတာပမာဏတန်များစွာကြောင်းလွန်ရရှိခဲ့ပါတယ်ဒီအတွက်ပါဝင်ခဲ့သူတအုပ်တယောက်ချင်းစီလိုက်ကိုအထူးပဲကျေးဇူးတင်တယ်လို့ဦးနေဖုံးလက်ကပြောပါတယ်သေအိုဆိုကစကိုင်းငလင်းလောက်ခတ်ခဲ့တဲ့မလ28ရက်ကနေဇွန်လ29ရက်အတွင်း၃လတာအတွင်းငလင်းဗဟိုချက်ဖြစ်ခဲ့တဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းပါဝင်နိုင်ငံတော်ကိုလေကြောင်းပေါ်ကျဲတက်ခတ်မှု693ကျင်းကျူးလွန်ခဲ့ရာကလေးတငယ်ပါဝင်အရက်သားပြည်သူ932ဦးသေဆုံးခဲ့ပြီး1186ဦးဒဏ်ရာရရှိကဆေးရုံစင်ကနေစာတင် ကြောင်းတွေအပါအဝင်အိုးအိမ်အဆောက်အအုံများပြပျက်စီးခဲ့တယ်လို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ မေလတလတာအတွင်းမှာပဲနိုင်ငံတော်စင်ယုံစင်ကန်ချခုကိုစေအုပ်စုကပြစ်မှတ်ထားပုံကျင်ခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ညွန်ပေါင်းအစိုးရတဲ့ဖွဲ့စည်းနိုင်မှုအတွက်တိုင်းဝန်ကြီးချုပ်ဂျေဇူးစကားဆိုပြီးဖုန်းအသက်ဖိုင်းပေါကြမှုနောက်ဆက်တွဲတရားရင်ရဖြည့်ရှင်းရနိုင်ခြင်းတွေညစ်တက်လာနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ Conservative အင်အားစုတွေနှုတ်ထွက်သွားပြီးရင်နောက်တိုင်းညွန်ပေါင်းအစိုးရကိုအသစ်ပြန်လဲဖွဲ့စည်းနိုင်ခဲ့တဲ့အတွက်ထောက်ခံကူညီတဲ့နိုင်ငံရေးစုဖွဲ့အသီးသီးကိုဂျေဇူးတင်ကြောင်းဝန်ကြီးချုပ်ဖေတောင်တဲ့ရှင်နာဝတ်ကပြောပါရယ်။တခြားတစ်ဖက်မှာတော့သူဟာကမ ော်ရီးယားဝန်ကြီးချုပ်အောင်ဟွန်ဆန်းနဲ့ဖုန်းပြောထားတဲ့အသံဖိုင်ပေါက်ကြားမှုကိုအကြောင်းပြုပြီးတရားဥပဒေအရစိန်ခေါ်ဖြေရှင်းရနိုင်ခြေတွေတိုးလာနေပါတယ်။ဟွန်ဆန်းနဲ့ဖုန်းပြောထားတဲ့အချိန်မှာဖီတောင်တန်ဟာတိုင်းစစ်တပ်ကိုပုတ်ခတ်ပြီးတိုက်ခါချတာမျိုးတွေပြောထားမိပြီးအဲ့ဒီအသံဖိုင်ပေါက်ကြားလာတဲ့နောက်သူဦးဆောင်တဲ့ညွန်ပေါင်းဆိုရတဲ့ကနေ conservative တွေနှုတ်ထွက်သွားပါတယ်။အကျိုးဆက်ဖြစ်ညွန်ပေါင်းဆိုရပြိုကွဲလူနေပါတီရင်ရင်သွားခဲ့ပြီးမြေဖီတောင်တန်ဟာလက်ကျန်စုဖွဲ့တွေကိုစီယုံပြီးအစိုးရတက်ကိုပြင်ဆင်ဖွဲ့စည်းနေတာပါ။ဇူလိုင်လတည့်ရက်နေ့မှာတရားဝင်ကြေညာတဲ့ စိုးရဖွဲ့ထဲမှာတော့ဖေတောင်တန်ဟာဝင်ကြီးချုပ်ဖြစ်တာမကပဲရှင်ကျင်းမှုဝင်ကြီးမြာကိုပါတွဲပတ်တာဝန်ယူထားတာတွေ့ရပါတယ်။တိုင်းပြည်ကအတိမတ်ပြုလိုက်တဲ့အစိုးရတည်ခြင်းမှာတော့ကာကွယ်ဝင်ကြီးဖုန်တန်ဝီချားချိုင်းကိုကြည်တဲ့ဝင်ကြီးနေရပြောင်းလဲခတ်အတာပါဝင်ထင်ရှားတဲ့အပြောင်းလဲတွေရှိရပါတယ်။ တောင်ဝင်းမင်းနဲ့အတူအစိုးရအသစ်ကိုအောင်အောင်မြင်မြင်ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက်ကုညီပီးသူအားလုံးကိုကျေးဇူးတင်တယ်လို့ဖေတောင်တန်းကဆိုပါတယ်။အစိုးရဖွဲ့သိရဲ့မဟာဗျူဟာရှိမှန်းချက်တွေနဲ့ပတ်သက်ပြီးမိရခစောင့်ကြည့်ကြဖို့ပဲသူက ပြောပါတယ်။အစိုးရဖွဲ့တဲ့ထဲမှာကာကွယ်ဝင်ကြီးနေရာလစ်လတ်နေပြီးတိုင်းတုံမင်းစစ်တပ်ရဲ့အကြီးအကဲဟာဗိုလ်ချုပ်ကြီး Chalman Po Sarisa Wat ကတာဝန်ယူလိမ့်မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီကိစ္စကိုသတင်းတောက်တွေကမင်းမြတ်နဲ့ကဖေချောင်တန်ကဘာမတ်ချက်မှမပေးလို့တည်ကြောင်ပြောရင်းနဲ့တုံ့ပြန်သွားခဲ့ပါတယ်။လောလောဆယ်မှာကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးကလင်းဟာမုံမရှိဘဲကောင်းကောင်းတာဝန်ယူအလုံးလုပ်ပြီးနေရလို့ဖေချောင်တန်ကဆိုပါတယ်။ Conservative တွေမပါဘဲညွန်ပါဆိုရကိုပြန်လည်ဖွဲ့စည်းနိုင်ခဲ့ခြင်းကဖေချောင်တန်အတွက်အသက်တဲကာလမှာအထိုင်လျောက်အသက်ရှူချောင်စရာဖြစ်လာပါတယ်။ဒါပေမဲ့တခြားတစ်ဖက်မှာလည်းဖုန်းသက်ပိုင်းပေါင်ကြားမှုနဲ့ဆက်ဆက်လို့ ုင်ငံရေးဖီအာတွေတိုးလာတာကိုဝန်ကြီးချုပ်ကရှင်းဆိုင်နေရဆဲဖြစ်တယ်လို့အခြေခံဥပဒေခေါ်ရုံးကလည်းအဲ့ဒီကိစ္စကိုအရေးယူစစ်ဆေးဖို့တင်မတင်စဉ်းစားနေပါတယ်။ဝန်ကြီးချုပ်ကဟွန်ဆန်းနဲ့ဖုန်းပြောခဲ့ရမှာနိုင်ငံလုံးကြုံရင်ကိုထိပါစေတဲ့ဥပဒေချုပ်ဖောက်မှုတွေရှိခဲ့ကြောင်းတက်လွတ်တော်မှ36ကဆဆွဲပြီးပြည်ထောင်တန်းကိုရှာလူကနေထုတ်ပယ်ဖို့အခြေခံဥပဒေခေါ်ရုံးစီတင်ပြတောင်းဆိုထားပါတယ်။ခေါ်ရုံးရဲ့တာဝန်ရှိသူတွေကအဲ့ဒီအဆိုပြုချက်နဲ့ပတ်သက်လို့ဇူလိုင်လ10ရက်နေ့မှာစည်းဝေးတွေ့ဆုံခဲ့ပါတယ်။ပြည်ထောင်တန်းကသူ့ရဲ့မှာတော့ဝန်ခံတောင်းမှန်ထားတယ်လို့စစ်တပ်နဲ့လည်းရေ င်ကြားစေနိုင်ဖို့အပတ်တကုတ်ကြိုးစားနေပါတယ်။ဒါပေမဲ့ conservative တွေနှုတ်ထွက်သွားတဲ့နောက်ဖီတောင်တန်ရဲ့ညွန်ပေါင်းဆောင်ရကလွတ်တော်ထဲမှာအင်အားအနည်းချင်းလောက်သာသာစီးရတဲ့အခြေအနေမျိုးဖြစ်ပြီးနောက်ထပ်ပါတီတစ်ခုခုနှုတ်ထွက်ရုံနဲ့ပြိုလဲသွားနိုင်ပါတယ်။တခြားတစ်ဖက်ကတော့အစိုးရစီကလမ်းခွဲသွားတဲ့ conservative တွေကဝင်ကြီးချုပ်ကိုယုံကြည်မရှိအစိုးတင်ပြီးဖယ်ရှားဖို့လှုံ့ဆော်သွားမှာဖြစ်ကြောင်းကြေညာထားပါတယ်။ ။ဥရင်ကျောင်းရပြဿနာတက်နေတာကဖိတောင်းတဲ့တူရဲတင်မကပဲသူရဲ့ဖခင်တိုင်းဝင်ကြီးကျောင်းသက်စင်ရှင်နာဝတ်လည်းပါဝင်ဖြစ်ပါတယ်။သက်စင်ကတိုင်းပြည်ကိုစော်ကားပုတ်ခတ်မှုတွေအတွက်အခုတရင်ဘက်ကစားလို့ကျောင်းနာစစ်ဆေးမှုတစ်ခုကိုကြုံရမှာပါ။ဇူလိုင်လ၁ရက်နေ့ကတိုင်းရဲ့ရာဇဝတ်ကွန်ရက်ဟာသက်စင်အနေနဲ့ရာဇဝတ်ရာဇသက်ကြီးပုံမှန်၁၁၀နှစ် ကွန်ပျူတာရာဇဝမှုဆိုင်ရာအဥပဒေကိုချိုးဖောက်ခဲ့သလားဆိုတာကိုအဖွင့်ကြားနာမှုစတင်ခဲ့ပါတယ်။2015ရုံးကသက်စင်ဟာတောင်ကိုရီးယားမီဒီယာတခုနဲ့အင်တာဗျူးမှာတိုင်းပြည်ကိုပုတ်ခတ်ဝေဖန်ထားတယ်ဆိုတဲ့ဆွဆွဲချက်ကိုအကြည့်ပြုပြီးကြားနာမှုလုံဆောင်နေတာပါ။လလောဆယ်တော့အမှုအတွက်အာမခံရထားတဲ့သက်စင်ဟာသူဟာဘာပြစ်မှကျူးလို့မထားဘူးလို့ကာကွယ်ညင်းဆိုထားကြောင်းသတင်းမှဖော်ပြပါရှိပါရဲ့ရှင်။